ကူကြီးကိုစောဘုံဟင်းအကြောင်းလေးကတော့အားလုံးသိတဲ့အတိုင်းပဲဇွန်လ၂ရက်နေ့ကနေပြီးတော့စတင်ပြီးတော့ဒါတောင်ရှိသူတွေရဲ့အဲခေါ်ယူစစ်စစ်မေးမြန်းခြင်းကိုခံယူနေစေကာလဖြစ်ပါတယ်အကောင်သိတဲ့အတိုင်းပဲဟိုသူ့အနေနဲ့ကတော့ဒါဝစီကန်နဲ့တူးလုံးနေတဲ့အဖြစ်တွေတော့ရှိနေရှိပါလိမ့်မယ်နောက်ရှိလည်းရှိပါတယ်အဲ့တော့အဲ့ဒီပြမှုပြစ်ဒဏ်တွေအတွက်ကတော့ဟိုဥပဒေအရအေးအေးယူခံရနိုင်တာမျိုးအခြေအနေတော့ရှိတာပေါ့နော်ဆိုတော့ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဇော်ဘုံဟိအနေနဲ့ဝစီကန်းကြောင့်ထိုက်တင်တလောက်အေးအေးယူခံရနိုင်ကြောင်းဟောကိန်းထုတ်ပေးလိုက်တဲ့ရုပ်တံကိုတင်ဆက်ပေးသွားမှာမို့အဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါဦးခင်ဗျာဆိုတော့အကိုကြီးကိုဇော်ဘုံဟိအကြောင်းလေးကတော့အားလုံးသိတဲ့အတိုင်းပဲဇွန်လ2ရက်နေ့ကနေပြီးတော့စတင်ပြီးတော့ဒါတောင်ရှိသူတွေရဲ့အဲခေါ်ယူစစ်စစ်မင်းမြတ်ချင်းကို ဲကာလဖြစ်ပါတယ်အဲဗီဒီယိုအဟောင်းနေတင်တာတွေပြီးရင်ဟလာဟိုလွတ်မြောက်လာပြီးတော့ဘာလို့ဒါတွေကတင်းတုံတင်းမားတွေပဲဖြစ်ပါတယ်အဲကျွန်တော်တို့ကတော့ဒါကိုကြီးခုစော်ဘောဟင်းရဲ့မိသားစုတွေနဲ့ဓာတ်ရိုက်အဆက်အသွယ်ရှိပါတယ်ဓာတ်ရိုက်ရှိအဆက်အသွယ်ရှိရတဲ့အတွက်ကြောင့်မလို့ဟိုတင်းမှန်တွေကိုကျွန်တော်တို့ဟိုအဲကိုစော်ဘောဟင်းရဲ့တင်းမှန်အခြေအနေတွေကိုကျွန်တော်တို့ update update အများကြီးသိပါတယ်ကျမတို့ကိုစောဖွင့်အကြွေလွတ်မြောက်လာခဲ့တည်ရှိရင်တော့မှကျမတို့ channel ကနေပြီးကျမ channel ကနေပြီးတော့ဥုံဆုံးတတိဟိုအတိပေးပေးပါမယ်ပြီးတော့အခုကတော့ဒါလက်ရှိ အချိန်လေးရပါတော့အကောင်လည်းတည့်ရတိုင်းပါပဲဟိုမတမေတုတတတိနေရောဒီဒီစကားပြောနေရအကောင်တည့်ရတိုင်းပဲဟိုသူ့အနေနဲ့ကတော့ဒါဝစီကန်နဲ့ကျုံလုံးကြီးရဲ့အဖြစ်တွေတော့ရှိနေရှိပါလိမ့်မယ်။နောက်ရှိလဲရှိပါတယ်။အဲ့တော့အဲ့ဒီပြမှုပြစ်ဒဏ်တွေအတွက်ကတော့ဟိုဥပဒေအရအရေးယူခံရနိုင်တာမျိုးအခြေအနေတော့ရှိတာပေါ့နော်။ဆိုတော့ဒီကာယကံနဲ့ပတ်သက်ပြီးတော့ပြစ်ဒဏ်တွေရှိနိုင်မယ်လို့တော့ကျမတို့တော့မထင်ဘူးပေါ့။ဒါပေမဲ့ဒါကျမတို့တယောက်တည်းယူဆချက်ပါ။အဲ့တော့ ဟိုအခြေအနေတွေအကြောင်းအရာတွေဘလို့ရှိတယ်မဘာပြစ်မှုတွေကျူးလွန်တယ်ဘလို့တွေဖြစ်တယ်ဆိုတာကတော့လက်ရှိမှာဒါတောင်းရှိသူတွေဆက်စည်းနေတဲ့အပိုင်းဖြစ်တဲ့အတွက်ကြောင့်မလို့တောင်းရှိသူတွေအနေနဲ့ဟိုအတိပေးထုတ်ပြန်လာမှာပဲအဲကျမတို့သိရမယ့်အနေထားတော့ဖြစ်တယ်အဲဒါကြောင့်မလို့အဲ့ဒီအခြေအနေလေးနဲ့ပတ်သက်ပြီးတော့ဗောနောအကောင်းဆုံးတော့အခြေအနေတစ်ခုဖြစ်အောင်လို့အားလုံးဝိုင်းပြီးတော့ဟိုဆုတောင်းပေးကြတာလွယ်လို့အဲကျမတို့လည်းတခြားဘာမှတက်နိုင်တဲ့အနေထားတော့မရှိပါအကြောင်းပိစလေးတစ်ခုကိုနည်းနည်းပြောချင်တယ်ဗျနိုင်ငံတော်အစိုးရနဲ့တော့မဆိုင်ပါဘူး အဲအဓိကတော့ဘောမတွေခေစကားနဲ့ပြောရင်ဘောမတွေနားတော့ဘောမတာလည်းပြဿနာမရှိပါဘူးဒီဘက်ကထမိန်ချုံတာလည်းပြဿနာမရှိပါဘူးဒါကယုံကြည်မှုပေါ့ကိုအားပေးတဲ့ကိုဘက်ကိုဘက်ယုံကြည်အားပေးတာပဲဒီအဆင့်ကပြဿနာမရှိဘူးဘောမတဲ့ထမိန်ချုံတာကကိုဘက်ကိုဘက်ပြဿနာမရှိဘူးဒါကလက်ခံနိုင်တယ်အဲ့ဒီအဆင့်ထက်ကြော်ပြီးတော့မှရောဘာရဲ့ဘောငုံနဲ့ဘော ဘောဆုပ်တဲ့အဆင့်ဟာတမိန်ချုံတာကိုကောင်းကောင်းရိုးရိုးသားသားမချုံမဲနဲ့အဲအထဲထဲမှာအမျိုးမျိုးဒီလိုဒီဒါတွေကြတော့နည်းနည်းအဆင့်လွန်သွားနည်းနည်းများသွားတာပေါ့။ဘာကြောင့်လဲဆိုတော့အဲ့ဒီကိစ္စကနိုင်ငံတော်နဲ့ပြည်သူရဲ့အကျိုးစီးပွားကိုတခါလေကြတော့အဲချိကိုက်နိုင်တဲ့အခြေအနေမျိုးလည်းဖြစ်သွားနိုင်တယ်။ဘာကြောင့်လဲအမရာလောက်ချုံတာလောက်ကပြဿနာမရှိဘူး။ခုနကတော့လို့တွားလုတ်ပေးလိုက်လို့ရှိရင်ဘယ်ကတာရတော့တာရသွားတော့အဲသူလုတ်သမျှအဲသူဆုံးဖြတ်သမျှ အကုန်လုံးအဟုတ်ပဲထင်နေတော့နော်ငါဘယ်တော့မှမမတော့ငါလုံးသမျှအမအငြင်းမှနေတယ်လို့ဖြစ်သွားတာခင်ဗျားတို့တမြောက်ပြီးနေတာအဲ့လိုဖြစ်တယ်ဗျာခင်ဗျားတို့အာမာတာပဲဖြစ်ဖြစ်ချုံတာပဲဖြစ်ဖြစ်ဦးဇလကမာတာချုံတာလွန်သွားရင်ပြောတာအဲ့ဒီခုနကတော့ပြောတဲ့ဟိုတစ်ဖက်ကตายရပြီးတော့သူလုံးသမျှအဟုတ်အကုန်ထင်တော့တာအဲ့သူဘယ်တော့မှမမတတ်ဘူးဒီလိုဖြစ်သွားတာဆိုတော့အဲ့ဒီကိစ္စကတချို့မှတချို့အခြေအနေမှာ ပြည်သူနဲ့အဲဒီတိုင်းပြည်ရဲ့နဲ့ပြည်သူအကျိုးအထိကိုင်းနိုင်တယ်အဲ့လိုမျိုးကြတော့ကျွန်တော်တို့ကမင်းနဲ့နဲ့များသွားပြီဒီလိုမျိုးညင်တာပေါ့အဒီ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 မာတာပင့်တာကိုအဲဒီလိုမျိုးဟိုကချုံတာကိုမင်းနည်းနည်းတော့ညားသွားပြီဒီလိုမျိုးအဲ့တော့ညားသွားပြီဆိုတော့မဖြစ်လေခုနေတော့မဆိုင်ပါဘူးတို့ပေမဲ့ခုနကအဲ့လိုလောက်ရကဟိုဘက်ကိုအဲတခါတလေမှာအတန်းကြီးနဲ့ပြည်သူရဲ့အကျိုးအဲထိခိုက်နိုင်တယ် ထိခိုက်နိုင်တဲ့အတွက်အဲ့ဒါကြတော့ကိုနဲ့နည်းနည်းဆိုင်တယ်လို့ဖြစ်တာပေါ့ကိုကအဲ့ဒါမျိုးမဖြစ်စေချင်တဲ့လူဆိုတော့အဲ့ကြောင့်မို့ဒီနေ့မှဟလာဘောမာတဲ့လူရောမကြပါခမိန်ချုပ်တဲ့လူတွေလည်းခြုံကြပါဒါကအားပေးတယ်ကိုရဲ့ယုံကြည်ရပဲဒီအရှင်းကတိုင်းပြည်အတွက်ဘာမှပြဿနာမရှိဘူးသူပဲကိုပဲโอเคနေရင်ပြီးတာပဲအဲ့ဒီတက်အရှင်းတက်ပြီးတော့မှဟလာဟိုတစ်ဖက်ကိုအမြောက်မလွန်နဲ့ပေါ့ဗျာကျွန်တော်သိစေချင်တာခင်ဗျားတို့ကအဲထိမ့်ကြောက်ရမှာ တကယ်တမ်းကျတော့ကိုအားပေးတဲ့ကိုချစ်ခင်နှစ်သက်တဲ့ခေါင်းဆောင်တွေအင်အားစုတွေအလွယ်အမှားတွေမများရအောင်ကျွန်တော်တို့ကထိန်းကြောင်ရမှာချစ်ရင်ထိန်းကြောင်ရမှာအခုလို့သမီးညောင်းမပီးနဲ့အဲ့ဒါဆိုရင်တိုင်းပြည်တော့မကောင်းဘူးအနည်းဆက်ဆုံးဥပမာအနေနဲ့ဒီဘက်က NLD ပါတီနဲ့ NLD ခေါင်းဆောင်ဒေါ်စန်းစုကြည်ဆိုအဲ့ဒီနေရာနဲ့ကျွန်တော်ပြောပါတယ်ခင်ဗျားတို့ဒေါ်စန်းစုကြည်အဲဥနာတော်လို့တစုံတစ်ခုဖြစ်တယ် NLD ပါတီ အတစုံတစ်ခုဖြစ်တယ်ဆိုလို့ရှိရင်ခင်ဗျားတို့ရဲ့ပရိသတ်တွေပဲတာဝန်ရှိတာလို့ဘာကြောက်လဲခင်ဗျားတို့အမြောက်ပေးနေတာထိန်းကြောင်းတာမှမဟုတ်ဘူးနော်ကိုကောင်းဆောင်ကိုပါတီဒီဒီမှာရှိတဲ့နိုင်ငံရေးကောင်းဆောင်တွေတွတ်တော်ကိုယ်စားလှယ်တွေစတဲ့ဖြစ်ပေါ့လမ်းမလွဲရလမ်းလွဲမရောက်ရအောင်အမားတွေမလွတ်ရအောင်ခင်ဗျားတို့ထိန်းကြောင်းပေးရမှာအဲ့ဒါလည်းမထိန်းကြောင်းခင်ဗျားတို့ကတမိန်ချုပ်ပြီးတော့မှဟိုဘက်ကတာရအောင်အဲ့ဒီမှာကလိအမျိုးမျိုးကလိပေးနေတဲ့အခါကျတော့ ကိုယ်ကตายပြီးတော့သူတို့သူတို့ကိုသူတို့အဟုတ်တင်ပြီးတော့မှအမားယူနေလို့တော့နောက်ဆုံးမှာဒီ energy party လက်အခုအချိန်နေပေါ့ဗျာခင်ဗျားတို့အားလုံးပြည်ပြီးသားပါဒီလိုပဲအဲကျောင်းဆန်းစုကြည်တို့လည်းဒီလိုအချိန်နေမျိုးတွေနဲ့ကြုံရတာအဲ့ဒါကခင်ဗျားတို့ energy ပရိသတ်တွေမှာပဲအဓိကတာဝန်ရှိတယ်ကျွန်တော်တို့ကတာဝန်ကြီးတယ်ကျွန်တော်တို့တာဝန်ကြီးတယ်ဒါကိုကျွန်တော်ကငကိုတွေကနဲ့ပြည်သူကြကြထောက်ပြအမ်ဘရန်လမ်းပိုင်းတွင်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်အလောင်းတလောင်းနှင့်တနက်တလဲရာ မကွေးတိုင်းမင်းဘူးမြို့နယ်အမ်ဘတန်လန်ပိုင်းအုံပြု၍စစ်ကြောင်းထိုးလာသောစစ်ကောင်စီတပ်ကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားရုပ်အလောင်းတစ်ခုနှင့်တေနက်တလက်30ရရှိခဲ့ကြောင်းရှုချင်းကောက်ွယ်ရေးတပ်အထွတ်မှပြန်ကြားရေးတာဝန်ခံဆလိုင်းခဏီလေးဝေကပြောသည် ဇွန်လ2ရက်နေ့ကအစွတ်လှူရှားနယ်မြေတနေရာဖြစ်သောအမ်ဘရန်လမ်းပိုင်းသို့ခြေလျင်စစ်ကြောင်းထိုးလာသောစစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဟုအင်းကပြောသည်ကျွန်တော်တို့တေချာတိတိကျကျတော့မသိဘူးကြတော့တို့နေရာယူထားတဲ့နေရာတွေစစ်ကြောင်းတက်လာလို့ထိတွေ့မှုဖြစ်ကြတာပါ သူတို့ဘယ်ကိုသွားမလဲဆိုတာတော့မသိဘူးဘယ်ကိုဆုတ်သွားတယ်ဆိုတာလည်းတေချာမသိရဘူးဟုစစ်ကောင်စီတပ်စစ်ကြောင်းညချင်နေကိုဆလိုင်းခဏီဝေကလူလူမျိုးဦးတို့ပြောသည် အထက်ပါတိုက်ခိုက်မှုအပြီးတွင်စစ်ကောင်စီစစ်ကြောင်းပြန်ဆုတ်သွားပြီးနောက်နေမြေရှင်းလင်းရေးလှုပ်ဆောင်ခဲ့ရာစစ်ကောင်စီတပ်သားအလောင်းတလောင်းနှင့်မတဲ့အမျိုးအစားတနက်တလက်ကြီပေါင်း၅ခုအပါဝင်ခဲရဲအချို့တင်းစေးရရှိခဲ့ကြောင်းတင်းကဆက်ပြောသည်တိုက်ပွဲဖြစ်ပွားရာအမ်ဘရန်လမ်းပိုင်းရှိစစ်ကောင်စီ၏နေရီကံပြူဟာကို အာရခတတော်အေအေဦးဆောင်သည့်မဟာမိတ်တများကထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာနေရီကံပြူဟာဤဆက်သွယ်ရေးတာဝါတိုင်စခန်းကိုအေအေနှင့်ပူပေါင်းတပ်များကသိမ်းပိုက်ခဲ့သည့်ထိုပြင်ပြူဟာဤကကင်းစခန်းအချို့ကိုပြီးခဲ့သည့်ရက်ပိုင်းတွင်သိမ်းပိုက်ရရှိထားပြီးဟုသတင်းများထွက်ပေါ်နေတော်လဲအေအေဘက်ကမူတရားဝင် ထုတ်ပြန်ခြင်းမရှိသေးပေ။ဟုတ်ကဲ့လား2020ရွေးကောက်ပွဲမဖြစ်ခင်က2019လောက်တည်းကနေကျွန်တော်ဒီကိစ္စလေးကိုအချိန်နှစ်ချိန် ြောဘူးတယ်ကြုံရင်ကြုံတယ်လို့လည်းကျွန်တော်ကထောက်ပြတယ်အဲဒီတိုင်းပဲဖြစ်လာတာပဲလေနော်အဲ့ဒါကဘာမှမဟုတ်ဘူးခင်ဗျားတို့ကအဲထမိန်ချုပ်နဲ့အဆင့်ထက်ပို့ပြီးတော့မှအဆင့်တက်လိုက်လို့ဘက်ကตายရပြီးတော့အမားတွေလောက်တာဒုက္ခရောက်တယ်အခုလည်းဒီလိုပဲပေါ့ဒီဘက်မှာလည်းဘောမားတာကပြဿနာမရှိဘူးမကြပါကျွန်တော်ကအပြစ်မပြောဘူးနော်ဒါတဘာဝပဲလေနော်ဘိုးပေမဲ့မားတဲ့အဆင့်ထက်ကြော်ပြီးတော့မှခုနကတော့လို့ ตายအောင်ตั้วမလုံးနဲ့ตายအောင်လှုပ်လို့ရှိရင်အဲ့မှာตายပြီးတော့ငါလုံးခင်ဗျဟုတ်လားဥစ္စာဖြစ်မှန်တယ်ငါဘရောမမမတက်တဲ့သူအဲဒီလိုမျိုးတွေဖြစ်တာဖြစ်သွားနိုင်တာပေါ့ဗျာလူတွေကလူရဲ့တဘာဝအရာပြောတာပါနော်လူရဲ့စိတ်တဘာဝအရာအဲ့လိုဖြစ်နိုင်ကျွန်တော်တို့ထိန်းကြောင်းရမှာအဲ့တော့မင်းကဘာလဲမင်းကဘာကောင်လဲလို့ဒီလိုမျိုးကျွန်တော်ကောက်မိလို့ရတာပေါ့ဟုတ်လားအဲ့ဒါဆိုမင်းကတော့တမိန်ကြောင်းလားဘောမလားဒီလိုမျိုးတွေကျွန်တော်ကောက်မိလို့ရတာပေါ့ မဟုတ်ဘူးကျွန်တော်ပြောပြသားပဲဒီဒီကိစ္စတွေလည်းတစ်ချိန်တစ်ချိန်ပြောဘူးတယ်ကျွန်တော်ကဘောမလည်းမဟုတ်ဘူးသမိန်ကြုံလည်းမဟုတ်ဘူးပါလေကျွန်တော်ဘောရင်းပေါ်တူဂီတနက်အဘောရင်းပေါ်တူဂီတနက်ဆိုတာပါလေဘောရင်းဆိုတာတော့ခင်ဗျားတို့သဘောပေါက်ပါတယ်ပေါ်တူဂီတနက်ပေါ်တူဂီတနက်ဆိုတာကဒီလိုပြစ်လို့ရှိရင်ဖောက်ကနေမြည်တယ်ကွဲလို့ရှိရင်ထိန်ကနေကွဲတာပေါ့အဲ့တော့ပေါ်တူဂီတနက်ကိုပြစ်လိုက်လို့ရှိရင်ဖောက်ထိန်ဆိုပြီးတော့ဒီလိုမျိုးကွဲအဲ့တော့ကျွန်တော်ကဖောက်ထိန် ဗောရင်းဖုတ်ထိန်နော်ခင်ဗျားတို့ဘယ်ခေါင်းဆောင်ပဲဖြစ်ဘယ်ပါတီပဲဖြစ်ဖြစ်ဘယ်အင်အားစုပဲဖြစ်ဖြစ်ကျွန်တော်အောင်မြင်စေချင်တယ်သူတို့ရဲ့အောင်မြင်ခြင်းဒီပါတီတွေနိုင်ငံရေးခေါင်းဆောင်တွေဟုတ်လားသူတို့ရဲ့အောင်မြင်ခြင်းဟာတိုင်းပြည်ရဲ့အောင်မြင်ခြင်းနဲ့ဆက်ဆက်နေတယ်သူတို့အောင်မြင်တယ်ဆိုမှတိုင်းပြည်ကအရှိကိုခရီးရောက်မှာပေါ့သူတို့ကအခုလိုကြဆုံနေရင်ကျွန်တော်တို့လည်းဒုက္ခပင်လေတယ်မှလေတယ်အဲ့တော့သူတို့အောင်မြင်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ကထိန်းကြောက်မှရမှာเนาะခုနကတော့အဲပင့်နေ ်ဘောမနေခြုံနေုံနဲ့လည်းမရဘူးပြီးလို့စီရင်တော့မားနေမားနေခြုံနေရနေပြီးတော့မှအငုံနဲ့စုပ်တဲ့အဲအစင်းတွေပေါ့ဗျာကတော့ပါအဲ့လိုမျိုးအစင်းတွေလိုက်လို့လို့လည်းမရဘူးဘာပဲလုပ်ရမှာလဲဆိုတော့ထိန်းကြောက်ရမယ်ကျွန်တော်လူမျိုးခင်ဗျားတို့ဘောရင်အဲပေါ်တူဂီသနတ်လောက်ရမှာပေါ့ဗျာเนาะဒီတဲ့ဘောရှိတယ်ကျွန်တော်ကဘောရင်ပေါ်တူဂီသနတ်ပေါ့အဲ့တော့ခင်ဗျားတို့အဲ့လိုတွေအစင်းလုံပြီးတော့မှအဲအရင်ညှောက်ပြီးတော့မညှောက်ပင့်ပြီးတော့မှ မြောက်ပေးနေတဲ့ခါကျတော့သူကအမြောက်ဝေးတက်အောင်ကတာကတော့ပါရဲ့နော်အဲ့လိုတွေဖြစ်ကုန်ဖြစ်ကုန်တော့တချို့ကိစ္စတွေမှာအမားယွန်းတွေဖြစ်ပြီးတော့မှပြည်သူနစ်နာတာတိုင်းပြည်နစ်နာတာတွေဖြစ်နိုင်တယ်ဒါကြောင့်မို့ကျွန်တော်ကခင်ဗျားတို့ဒီနေ့မှာအဲပေါ်မကြပါထမိန်ချုံကြပါယတနာမရှိဘူးဥနာတော်လို့တော့မလုံးကြပါနဲ့လို့ကျွန်တော်ကအဲပြောနေတာဒီနေ့မှာဆိုတော့ဒီကနေ့ခင်ဗျားတို့ အဲ့ဒီဒီကနေ့နဲ့ပြောရင်တော့ဟုတ်လားခုနကတော့ဘောမားတွေအအမလွန်တဲ့ကိစ္စပေါ့ဗျာเนาะအမလွန်တဲ့ကိစ္စအလုပ်သမီးအမှန်နဲ့ပညာဆိုတော့ကိုရတို့ဒီဝိတောက်ကားတွေဝိတောက်ဆိုင်ကတွေကိစ္စနဲ့ပတ်သက်ပြီးတော့ဟာအကုန်ဖမ်းချစ်လဲအကုန်ဖမ်းပြည့်ပညာတွေလည်းကျွန်တော်တွေ့တယ်ဗျာเนาะဒီလိုမျိုးတွေရှိတယ်အဘအလုပ်သမီးအမှန်နဲ့ဒီလိုမျိုးပေါ့ငါတို့အဘလုပ်တဲ့အကုန်မှန်တယ်ဒီလိုမျိုးတွေပေါ့ဒီလိုမျိုးဖြစ်တဲ့အခါကျတော့ကုန်ဖမ်းပြည့်ဆိုတော့ဟောကျွန်တော်စဉ်းစားတယ်မင်းတို့ကဘာဖြစ်လို့ဝိတောက်ကားစီးလဲဝိတောက်ဆိုင်ကစီးလဲ ဖမ်းပါဗောဖမ်းအကုန်ဖမ်းဒီလိုမျိုးတွေဖြစ်တယ်ဗျာကျွန်တော်ဩလူတွေတော်တော်ခက်တာပဲအဲ့တော့အဲ့တော့ခင်ဗျားတို့ပြောတဲ့စကားနဲ့မေးတဲ့မေးခွန်းနဲ့ပဲကျွန်တော်ကနည်းနည်းလေးပြန်ပြောချင်တာမင်းတို့ဘာလို့ဝေးတောက်စီလဲဖမ်းပါဗောဘာဖြစ်လို့ဝေးတောက်စီလဲနှစ်ချက်ရှိတယ်အကြောင်းတရားကပြည်သူတွေအခြေခံလက်လုံးလက်စားပြည်သူတွေကြီးကပြောတာဗောဗျာအဲ့ပစံစီပြီးဝေးတောက်ကာစီတဲ့ကောင်တွေလည်းအများကြီးပဲအသေးသေးဒါကတော့တပိုင်းဒါကတော့သူတို့ကတော့ကျွန်တော်အမြင်မှာဒါလူအောင်ရတယ်လို့ခေါ်တယ်နော်ဟိုဆင်းရဲသားတွေကြတော့တမျိုးမတူဘူးနော် ဒီတာမန်အခြေခံလူဒန်းသားတွေရှိတယ်တချို့နိုင်ငံဝန်ထမ်းအများစုရှိတယ်အဲ့တော့သူတို့ကဒီဝိသောက်တွေဘာလို့ရှိလဲခင်ဗျားတို့မေးတယ်မေးဖို့ပဲအခုပြန်မေးပြီးတော့ကျွန်တော်ဖြေမလဲမင်းတို့ဘာလို့ဝိသောက်တွေရှိလဲဝိသောက်ရှိတာကတော့ခင်ဗျားနိုင်စင်နိုင်စင်ဘိန်းတွေမရှိနိုင်လို့ဝိသောက်ရှိရတာပေါ့ဗျာဟုတ်တယ်နော်နိုင်စင်ဘိန်းတွေမရှိနိုင်လို့ဝိသောက်ရှိရတာပေါ့စစ်စင်လေးပဲနိုင်စင်ဘိန်းတွေနိုင်စင်ကားတွေနိုင်စင်ဆိုင်ကယ်တွေဈေးဘယ်လောက်မြင့်လဲခင်ဗျားတို့ကြည့်လေကျွန်တော်အရာအမှာတမီးလေးကျွန်တော် ဟိုမနေ့ကမေးကြည့်တယ်တမင်းဆိုင်ကအခုဆိုဘယ်လောက်လောက်ပြရမလဲတိုင်စင်ဘိန်းပေါ့လေနော်သူကတော့လွန်ခဲ့တဲ့အဲ၃နှစ်လောက်ခေတ်ကနေတိုင်စင်အဲလှုပ်ထားတာပေါ့